2018ရဲ့3လပိုင်း2025 7:55မိနစ်မှာဒီဖြစ်ပေါ်သွားတဲ့မြင်းကလေးစကိုင်းပြုတ်တစ်မျိုးလုံးကဖြစ်စည်းသွားတယ်လို့တင်ကြပါမယ်။မန္တလေးကလည်း80ရာခိုင်နှုန်းလောက်ဖြစ်စည်းသွားပါမယ်။ဒါဆိုတော့ဘာပဲဖြစ်ဖြစ်ဒီမှာနည်းနည်းတော့စိတ်ထိတ်ခဲ့တဲ့စိတ်တူတယ်။ဘာလို့စိတ်တူလဲဆိုလို့ရှိရင် ဖြစ်တယ်28ရက်ပေါ့နော်29ရက်နေ့လဲကြာရောရန်ကုန်မှာကားကြီးတစ်ခုကပေါ့နော်ဘောက်တီဖွင့်ပြီးတော့ခါတဲ့လမ်းမပေါ်မှာချင်းချင်းဆိုးပြီးတော့ပျော်မြူးနေကြတယ်အဘသဘောလဲပေါ့ကျမအရန်စိတ်တူသွားပါဘာဖြစ်နေမှုပေါ့နော်အဲသူများလေးအဲ့လောက်ဒုက္ခရောက်နေချိန်မှာသူတို့ကအရန်ပျော်ချင်လို့အဲ့မဖြစ်တဲ့ဘူးအဲ့လေထားလိုက်တော့ဆိုပြီးတော့အဲ့နေ့တည့်ရထားလိုက်တော့ 29ရက်နေ့မဟုတ်ဘူး30ရက်နေ့လည်းကြိုက်ရောအဲ့ဒီဘောက်အဲ့ဒီအတိုင်းပဲထပြီးတော့အာလမ်းမပေါ်မှာရှင်းနေဆိုပြီးတော့ခင်းဟာပေါ်တော့ဒီမှာနှောင်းမဟုတ်ပေါ်တော့အဲ့ဒီလူတွေကိုထုံထပ်ပြီးတော့တော်လေးဟုတ်ပေါ်တော့ဒေါ်လာကြည့်ပါကျမလည်းအများကြီးစစ်ထိတ်ခိုက်သွားတယ်ပင်ကြောက်လေကြောက်တယ်ပေါ့နော်အဲ့လိုမျိုးဖြစ်တယ်ဆိုအဲ့နေကျမကပြတ်တော်တော်လေးစိတ်တုံသွားတယ်ပေါ့နော်လူတွေဘာလို့အဲ့လိုမျိုးရင်နိုင်ပြုံးနိုင်ပြီးတော့နေနေလဲပေါ့နော် ကိုတရတော့မရေနိုင်မပြုံးနိုင်ပဲနဲ့ဒါတွေကိုပဲကြည့်ပြီးတော့စိတ်ဆင်းရဲနေတယ်ပေါ့နော်။အဲ့ဒါနဲ့ဒီမှာတရားထိုင်လိုက်တယ်ပေါ့နော်။တရားထိုင်တယ်ကိုကိုကိုပေါ့နော်။အာအများကြီးစိတ်ကိုရှော့ပြီးတော့ဘာလို့သူတို့ကသူတို့ကပျော်နိုင်ပြီးတော့ဘဝလူတွေကအဲ့လောက်ဒုက္ခရောက်နေတာ။အဆရောငလျင်ဆိုတာကတော့တဘာဝဘင်းအန်ဒီလို့ပြောတာပေါ့နော်။သူကလည်းတဘာဝဖြစ်တယ်။တဘာဝဖြစ်တဲ့အတွက်ကြောင့်ကျွန်တော်တို့ကထင်ထုတ်လို့မရဘူး။ ်တဘာဝကိုမသိနိုင်ဘူးအဲဆိုတော့ကျမတို့လူသားတွေကလည်းတဘာဝပါတို့လည်းကျမတို့လူသားအလုံးကတော့ပေါ့နော်ဒီတဘာဝတဘာဝကလည်းဖြစ်ပေါ်လာတဲ့ရုပ်ခန္ဓာကြီးပဲဖြစ်ပါတဘာဝဘေးအန္တရာယ်နဲ့တခြားအန္တရာယ်တွေတက်ရောက်ပြီဆိုလို့ရှိရင်စိတ်နဲ့ခန္ဓာဒီနှစ်ခုမှပဲတက်ရောက်တာရှိပါတယ်အဲဆိုတော့မန္တလေးမှာနော် တို့တွေခံစားနေရတဲ့ရန်ကုန်မှာဘာလို့ပျော်နေလဲဆိုတော့ဒီအချက်ကိုကျွန်မကပြန်ပြီးတော့အဲထိဆက်မိလိုက်ပါတယ်ခုနကပျော်ရွှင်နေတဲ့ဟိုမှာဒုက္ခရောက်နေတယ်ဘာလို့လဲသူတို့ကတော့မိသားစုလည်းမပေါင်းဘူးနော်သူတို့ကိုယ်တိုင်ကလည်းငလျင်မဖြစ်ဘူးသူတို့လည်းမသိလို့ပဲကာကွယ်ပြီးတော့တခြင်းတွေစုံနေတယ်အဲ့ဆိုတော့သူဒီငလျင်ကတော့သူတို့ရဲ့စိတ်ပေါ်မှာဖြစ်စေသူတို့ရဲ့ခန္ဓာကိုယ်ပေါ်မှာဖြစ်စေမသက်ရောက်ပါဘူးအဲ့ကြောင့်သူတို့ပျော်တယ်နော်အဲ့ဆိုတော့ ဒီမန္တလေးတို့တခြားအဲ့ဒီငခင်တင့်တဲ့အဲဒေတာတွေမှာတော့ပေါ့နော်နေပြီးတော့လည်းတခြားဒေတာတွေမှာကြာပေါ့အဲမှာတက်ရောက်လဲဆိုရင်သူတို့ရဲ့ခန္ဓာကိုယ်နဲ့သူတို့ရဲ့စိတ်ပေါ်မှာတက်ရောက်လို့သူတို့ကအတိတ်ဒုက္ခရောက်ပြီးတော့ခံစားနေရတာဖြစ်ပါတယ်။ညတော့ကျမတို့အဲသုံးတက်ရောက်မှာကတော့ခန္ဓာကိုယ်ပေါ်မှာတက်ရောက်တဲ့ဘေးအန္တရာယ်ကကြာတော့မထင်းချွတ်နဲ့ပါချင်မြွေကျမတို့ခန္ဓာကတည်သွားတယ်။ချင်မြွေနေရင်တိုက်နိုင်တယ်လို့အချင်မြွေကျမတို့ခန္ဓာကတည်သွားတယ်။ဘာလို့လဲ ပြင်ဆင်ချိန်နဲ့ရမှာမဟုတ်ပါဘူး။ဒီခန္ဓာကလည်းတဘာဝဖြစ်နေဒီတဘာခန္ဓာကလည်းတဘာဝဖြစ်တယ်။အဲဆိုငလျင်မှာဗားတွေလို့လဲငလျင်မှာအားတွေလို့လဲပြီးတော့လေလို့လဲပြီးတော့အခုချိန်လို့လဲပြီးတော့အဲ့ဒီပုတ်တိုက်မှုအချိန်ကိုရတယ်အဲ့လိုလို့လဲအဲ့ဒါကဘာပဲပဲလဲဆိုရင်ဒီဓာတ်တဘာဝတွေနဲ့ဖွဲ့စည်းထားတဲ့ငလျင်ဆိုတာဖြစ်တာ။အဲ့ဒါလည်းဗားလည်းငလျင်ကလည်းတဘာဝတယ်။ကျမတို့ခန္ဓာကိုပြန်ကြည့်လိုက်ကျမတို့ခန္ဓာကဗားနဲ့ဖွဲ့စည်းထားတာ။ကျမတို့ခန္ဓာကလည်း ဒီသဘောတရားနဲ့မလင်နဲ့ဖွဲ့စည်းထားတဲ့သဘောတရားနဲ့ပဲဖွဲ့စည်းထားတယ်။အဲဆိုတော့ကျွန်တော်တို့ခန္ဓာကရုပ်ဝတ္ထုဖြစ်တဲ့ပြီးတော့လေလေ nutrition လေးပေါ့နော်အမျိုးမျိုးအဲ့လိုမျိုးပေါ့နော်သဘာဝအတိုင်းဖွဲ့စည်းထားတယ်။အဲအဲ့ဒါကြောင့်မို့ကျွန်တော်ရဲ့ခန္ဓာကိုကျွန်တော်တို့က control လုပ်လို့မရဘူး။ထိ ंछ ုပ်လို့မရဘူး။နော်အဲ့ဒါကိုကျွန်တော်တို့ကအဲသိရမှာပေါ့နော်။အဲ့လိုမျိုးဖြစ်ပြီးတော့သူတို့တွေပျော်မျိုးပြီးတော့ပုံမှန်လက်ဖြစ်နေတဲ့အဖြစ်အပျက်တွေကြည့်ပြီးတော့ကျွန်မဘာလုပ်နေလဲဆိုရင်တရားဝယ်ထိုင်နေတယ်တရားထိုင်နေတဲ့အခါမှာအမှန်ကိုမြင်လာတယ်ပေါ့နော်။အော်ဒါတွေကဒီလိုမှတက်ရောက်နေတာမှာ ဖတ်ဖို့လည်းအများကြီးပေါ့နော်နောက်တာတွေရမြင်ပါတယ်ခုကြံနေတဲ့ဘဝမှာတော့ကျမတို့ကဒီရုပ်နဲ့နံကိုပေါ့နော်မြင်အောင်ကြည့်ပြီးတော့တဘာဝဖြစ်တဲ့ဒီကျမတို့ဒီဗာလဲမြင်ပညာ wisdom ကိုပေါ့နော်ရအောင်လုပ်ရအလူတော်များများကတော့တမထဖို့အောင်တမထဖို့ပဲပေါ့နော် focus လုပ်နိုင်အောင်အဲအလုပ်တစ်ခုကိုပြင်းပြအောင်လုပ်နိုင်အောင်လို့တိုးတက်အောင်လို့ရုပ်ဝတ္ထုတွေကိုအဲရပ်ယူနိုင်အောင်လို့ပဲ focus လုပ်နိုင်အောင်လို့ပဲကျမတို့ iron sight အောင်လို့ပဲတရားထိုင်ကြတာများ ဒါပေမဲ့အဲ့ဒါကဒီနေ့ခင်မှာလည်းမှားနေပါနော်ဘာလို့ရမလဲဆိုလို့ရှိရင် wisdom လို့ခေါ်တဲ့ဉာဏ်ပညာကိုရအောင်လုံမှာအကောင်းအဆုံးအကျိုးကြောင့်ကိုယ့်ရဲ့ဒီတဘာဝဘေးအန္တရာယ်ဖြစ်စေကိုယ့်ခန္ဓာကိုယ်မှာကြာရောက်လာတဲ့ဒုက္ခ underway တွေကိုလည်းဒီဉာဏ်ကပဲကျွန်တော်တို့ကအာပူသွားပေးမှာအဲဖြည့်ရှင်းပေးမှာဖြစ်ပါတယ်။ဒါကြောင့်လို့ဒီမှာကြည့်ရတဲ့မိတ်ဆွေကဒီချက်ဒီနေ့ဒီချက်ရနေစပြီးတော့ဘာလို့ရမလဲဆိုလို့ရှိရင်တော့ကိုယ့်ကိုယ်ကိုပြန်လဲတုံ့တက်ပြီးတော့တရားထိုင်ဖို့အာအချိန်ကြာရောက်လာတာ။ဒီနေ့ခေဒီနေ့အခါမှာဝင်ပြီးတော့ ကျွန်တော်ဒီနေ့ဒီခေတ်ခါကတော့အရာရာကိုအဲပြောင်းလဲပြီးတော့ပေါ့နော်အတိတ်တစ်ဖန်ပြန်လဲပြီးတော့ကျွန်တော်တို့ပုံစံအမျိုးမျိုးနဲ့ဉာဏ်ပညာကိုရအောင်လုပ်အောင်ဖြစ်တယ်။ရောက်လို့ရုပ်ဝတ္ထုတွေအပေါ်မှာပဲစွန့်မဲ့မနေပဲနဲ့ဒီခန္ဓာကိုယ်အပေါ်မှာရုပ်ဝတ္ထုအပေါ်မှာပဲစွန့်မဲ့မနေပဲနဲ့ကျွန်တော်တို့ဉာဏ်ပညာကိုဘယ်လိုရအောင်လုပ်မလဲဆိုလို့ရှိရင်တော့တရားရှိမှတ်ပြီးတရားကျင့်မှလည်းရမှာဖြစ်တဲ့အတွက်ကြောင့်ရမေဆွေကိုဒီနေ့ဒီကျမ်းလေးစပြီးကျွန်မနဲ့ကျွန်မတို့လည်းအာဒီနေ့ဒီကျမ်းလေးစပြီးတရားကိုကျင့်ကြပါမယ်။အဲဆိုတော့ အန်ဒရယ်ဆိုတာဘယ်ပေါ်မှာပဲတက်ရောက်လဲခန္ဓာကိုယ်နဲ့စိတ်နှစ်ခုအပေါ်မှာပဲတက်ရောက်တယ်အဲဒါကြောင့်မလို့တက်ရောက်မှုရှိတဲ့လူတွေကတော့ဒီမှာပူကြတယ်ပူကြတယ်နော်ပူကြတယ်ပူကြတယ်အဲဆိုတော့ တရားမှုမရှိတဲ့လူခန္ဓာကိုယ်ပေါ်မှာလည်းတရားမှုမရှိဘူးစိတ်ပေါ်မှာလည်းတရားမှုမရှိတဲ့လူတွေကတော့အင်းစစ်စစ်ပဲပျော်ရွှင်ကြတယ်တိတော့ဆိုရင်လည်းဆော့အောင်သူတို့ဆော့နေကြတာပဲဘာမှလည်းစိတ်ကူတာမရှိပဲလေပေါ့နော်အဲ့လိုလူဖြစ်ပါလေလို့ပြောရင်းနဲ့ကျွန်မရဲ့ဒီဗီဒီယိုလေးကိုဒီမှာဆက်လိုက်ပါလေအားကြောင့်မလို့ဖြစ်ပေါ်လာတဲ့ underline နဲ့ဖြစ်ပေါ်လာတဲ့အခြေအနေတွေကိုလက်ခံပြီးတော့နော်ဒီမြန်မြန်နဲ့ရှင်းမှတ်နိုင်ပါစေလို့ဆက်တောင်းရင်းနဲ့ကျွန်မရဲ့ဗီဒီယိုကိုဒီမှာဆက်တက်လိုက်ပါလေတချို့ပြည့်တဲ့ပြည့်ချင်းများတက်ပါလေ